financial planning မှာပထမဆုံးစရမယ့်အပိုင်းတွေကတော့ financial forecasting ပေါ့အဲ့တော့ရှေ့ future period တခုမှာကျမတို့လာမယ့်တစ်နှစ်အတွင်းမှာဘာတွေဆက်လက်ဆောင်ရွက်မှာလဲလာမယ့် future period ရဲ့ကုန်ရောင်းတန်ဖိုးဘယ်လောက်ကုန်ရောင်းဝင်ငွေဘယ်လောက်ရနိုင်မလဲ financial forecasting ကိုကျမတို့ဒီမှာ step 3ခုနဲ့စဉ်းစားပြီးပါတယ် pro forma statement ဖြင့် income statement နဲ့ pro forma balance sheet ကတော့လာမယ့် future period အတွက်ကျမတို့ကြိုတင်ခန့်မှန်းထားတဲ့ estimated income statement estimated balance sheet လို့လည်းပြောရင်မမှားပါဘူးခမန်းရေးဆွဲထားတဲ့ future period ရဲ့နှစ်ကုန်မှာဖြစ်ပေါ်လာနိုင်တဲ့ balance sheet ဒီနောက်လာမယ့်တစ်နှစ်ရဲ့နှစ်ကုန်မှာဖြစ်ပေါ်လာမယ့်ဝင်ငွေ income statement ရှုံးမြတ်စင်းတွေကိုကျွန်တော်တို့ကြိုတင်ရေးဆွဲတာပါဒီလိုရေးဆွဲတဲ့အချိန်မှာ management အနေနဲ့တခြားသောကျွမ်းကျင်သူတွေရဲ့ကြိုတင်ယူဆချက်တွေပါပါတယ် basic exemption တွေပါပါတယ် ကျွန်တော်တို့ဒီမှာခမန်းချက်ကို၃စရေးဆွဲပါတယ် performer statement ရေးဆွဲဖို့အတွက်ဒီမှာ financial statement ရေးဆွဲနိုင်ဖို့အတွက်ဆိုရင်အဆင့်၃စရှိပါတယ်ပထမတစ်ဆင့်ကတော့ဝင်ငွေနဲ့ဈေးကိုခမန်းတာပါလာမယ့် future period အတွက်ဝင်ငွေဘယ်လောက်ရအောင်ရှာနိုင်မလဲအဲ့ဒီဝင်ငွေရဖို့အတွက်ကျွန်တော်တို့ဈေးကုန်ကြမှုတွေဘယ်လောက်ရှိသလဲ focus revenue and expenses ပါခမန်းတဲ့အချိန်မှာဖြစ်ပေါ်ခဲ့ပြီးသား past period ရဲ့ past experience နဲ့အခြေခံတွေပေါ်မှာခမန်းရတာရှိသလို future မှာဖြစ်ပေါ်လာနိုင်တဲ့ anticipated condition တွေပေါ်မှာအခြေခံပြီးတော့လည်းခမန်းဖို့တင်ပါတယ်ဒါဟာသက်ဆိုင်ရာကျွမ်းကျင်သူဆောင်ရွက်နေကြ sales team တွေ financial analyst တွေပူးပေါင်းပြီးတော့ခမန်းလေးရှိပါတယ်နံပါတ်1အဆင့်မှာတော့ကျွန်တော်တို့ဒီခမန်းထားတဲ့ sales figure sales focus ပေါ်မှာအခြေခံပြီးရင်ဖြစ်ပေါ်လာမဲ့ဝင်ငွေစရိတ်က financial statement လို့ပြောရင်ကျမတို့ SSD liability တွေကိုဆက်လက်ခံမှန်းပါတယ်ဒီဘိုင်းကိုတော့ prepare pro forma financial statement လို့ပြောထားပါတယ်။အဲဒီ statement တွေကိုရေးဆွဲတဲ့အချိန်မှာလည်းအလားတူပဲပြီးခဲ့တဲ့ကာလကိုပြန်ပြီးတော့အခြေခံတာရှိပါတယ်။မရေးထားပြပါတယ်။ based on most most recent financial statement အနည်းဆက်ဆုံးဖြစ်ပေါ်ခဲ့ပြီးသား financial statement ရဲ့ condition ပေါ်မှာအခြေခံပြီးတော့ကျမတို့ကအခုလာမယ့်နှစ်ဟာဘယ်လိုအခြေအနေဖြစ်သွားနိုင်တယ်လဲဆိုတာကိုအခြေခံပြီးတော့ခန့်မှန်းလေ့ရှိသလိုကျွမ်းကျင်သူ analyst တွေရဲ့ခမန်းချက်တွေကိုလည်းယူပြီးသုံးပြလေရှိပါတယ်။ဒါမှမဟုတ်နှစ်ပေါင်းများစွာရဲ့ financial statement တွေအများကြီးရှိနေရဆိုရင်အဲ့ဒီပုံကနေကျွန်တော်တို့ပြန်မျှ average တွေ့ယူပြီးတော့လည်းတွက်ချက်လေးရှိပါတယ်။ Guardian မှာတော့ဒီတွက်နည်းတွေကိုအကုန်ပေါင်းစပ်ပြီးတော့မှအကောင်းဆုံးအဖြေတစ်ခုကိုပြန်လဲရှာဖွေယူတာလည်းဖြစ်နိုင်ပါတယ်။တွက်တဲ့နေရာမှာတော့ကျွန်တော်တို့ percent of sales method ဟာအသုံးများတဲ့ method တစ်ခုပါ။ Sales ကိုအခြေခံတဲ့ sales ရဲ့ percentage ဘယ်လောက်ရှိသလဲဆိုတဲ့ method နဲ့ တွေ့ပြလေးရှိပါတယ်ဒါအသုံးများတဲ့ method လေးတကူကျွန်တော်တို့ဒီမှာ example တစ်ပုဒ်ထည့်ထားပေးပါတယ် financial forecasting ရဲ့နောက်ဆုံးပိုင်းလေးကတော့ကျွန်တော်တို့အရှိမ report performa financial statement ကြီးရေးဆွဲခဲ့ပြီးပြီဆိုရင်လုပ်ငန်းရဲ့အသုံးပြုရမယ့်ဇယိတ်လုပ်ငန်းရဲ့မြှုပ်တံပေးရမယ့် invest လုပ်ရမယ့် assets အပိုင်းမျိုးသိခဲ့ပြီဆိုရင် financing ဘက်မှာနောက်ထပ်လိုအပ်ချက်ပါရှိသလဲလုပ်ငန်းရဲ့ထက်မှန်ဖြည့်ဆွက်ပေးရမယ့် financing needs တွေကိုတွက်ချက်တဲ့အပိုင်းမှာ estimate their firm's financing needs လုပ်ငန်းဟာလက်ရှိထည့်သွင်းထားတဲ့ financing level နဲ့အခုရည်ရွယ်ထားတဲ့စောင်ရွက်မှု level အတွက်ကိုက်မကိုက်ညီခဲ့ဘူးဆိုရင်နောက်ထပ် additional financing needs တွေထပ်မံလိုအပ်မှာပါအဲ့ဒီဘိုင်းလေးကိုကျွန်တော်တို့တွေ့ယူတဲ့အပိုင်းမှာ